IS နဲ့ပွဲတွေမှာကျွန်တော်တို့ Chelsea ရရှိခဲ့တဲ့မှတ်တမ်းတချို့မင်္ဂလာပါကိုခိန်း Chelsea TV ကနေအပြောင်းအလဲတော်များအားလုံးကိုကျေးဇူးပါတယ်ဒီလိုလေးမှာတော့ IS ကိုအနိုင်ယူပြီးတဲ့ပွဲမှာကျွန်တော်တို့ Chelsea အတင်ရရှိခဲ့တဲ့ Sanchez တချို့နဲ့ Man of the Match ကစားသမား Jimmy Gidens ရဲ့အကြောင်းလေးကိုအနေနဲ့ပြောဆိုတုံးသက်ဆွေးနွေးသွားမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံး ဒါ H ကပေါ်ပြထားတဲ့သတင်းတပုတ်ပေါ့နော်ချယ်ဆီတင်ဟာဒီ IS ကိုအနိုင်ယူခဲ့တဲ့ Champion League ပွဲတွေမှာစံချိန်သစ်တစ်ခုရရှိခဲ့ပါတယ်အဲ့ဒီစံချိန်ကတော့ Champion League တမိုင်းတစ်လျှောက်မတူညီတဲ့စေဂျိုသက်ကစားသမား၃ယောက်ကကစားပွဲတစ်ပွဲမှာဂိုးသွင်းယူပေးနိုင်တယ်ပထမဆုံးအသင်းအဖြစ်မှတ်တမ်းဝင်ခဲ့တာပါဆိုလိုချင်တာကတော့အသက်20ယောက်ကစားသမား၃ယောက်တိတိချယ်ဆီတို့ကဒါမှမဟုတ်လေအသင်းတစ်သင်းတို့ကဂိုးသွင်းယူပေးနိုင်ခဲ့တယ်မှတ်တမ်းရရှိခဲ့တာလေ ဖြစ်ပါတယ်ဒါကကောင်းမွန်တဲ့မှတ်တမ်းတစ်ခုပေါ့နော်ချယ်ဆီတင်းမှာလူငယ်လူရွယ်တွေဘလောက်များနေတယ်လဲအနာဂတ်အတွက် UAB ဘလောက်ဖွဲ့စည်းတိစောက်ထားတယ်လဲဆိုတာပေါ်ပြတဲ့ကိန်းကနဲ့အချက်လက်တွေနော်မှတ်တမ်းတွေဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာအသက်၁၈နှစ်ရွယ် Steven တကူတွင်ယူခဲ့တဲ့အသက်16နှစ်အရွယ် Maggie တကူတွင်ယူခဲ့တယ်လို့နောက်ထပ်အသက်16နှစ်အရွယ် Tarik Josh ကတကူတွင်ယူခဲ့ပါတယ် ပြောပြောဆို Terry George ကလည်းဝင်လာတဲ့တန်ကူးသွင်းတာဗျ။ယုံကြည်မှုကတော်တော်လေးမြင့်နေတယ်။ဒီပုံစံလေးပဲဆက်သွားပါတော့ Terry George ကိုမယောင်းရင်တောင်ရတယ်ဗျ။အရင်တော့ကျွန်တော်လည်းမကြိုက်ပါဘူး။ဒီခုတော့ရှိတာပေါ့။အချိန်နဲ့အချိန်ကာကိုတော့ကြည့်ပြီးတော့ Anthony Morris ကတုံးတက်ဖို့တော့လိုတယ်။အရေးကြီးတဲ့ပွဲမျိုးတွေမှာတွားကြီး Terry George ကိုပေါ်ထွက်တဲ့နေရာပေးရင်တော့ဒါအဆင်မပြေဘူး။ဒီလိုမျိုးပွဲမျိုးလေးတွေတိတ်အရေးမကြီးတဲ့ပွဲတွေဒါဆိုရင် Terry George ဒီလူငယ်ကစားသမားလည်းဖြစ်တယ်။အရင်အင်အားလည်းတောင့်မယ်။ပြိုင်ဘက်ကိုရောင်းလို့ Euro 30လောက်ရရင် အဲ့တန်း30ဒီဘက်ခေတ်မှာဘာမှသုံးစားလို့မရတော့ဘူးယူရိုတန်း40လောက်ရရင်တော့ Tarik Jo တမျိုးပေါ့ဗျာရောင်းရင်ရောင်းမှာပေါ့ထားပါအဲ့တော့ပြောချင်တာကျွန်တော်ဒီလူငယ်ကစားသမားတွေအနေနဲ့တကယ်ကိုအတွဲဖက်ညင်ညီနားလည်မှုအားကောင်းကောင်းနဲ့တယောက်နဲ့တယောက်ကြားထဲမှာလေးစားမှုအပြည့်နဲ့ကစားနိုင်ခဲ့တာတော့တကယ်ဝမ်းသာတယ်ကနဦးသတင်းတွေကဒီပွဲစဉ်မှာ Estevan ကဂိုးသွင်းယူနိုင်ခဲ့မယ်ဆိုရင် Chelsea အသင်းရဲ့ Champion League တမိုင်းတစ်လျှောက်အသက်အငယ်ဆုံးဂိုးသွင်းကစားသမားဖြစ်လာမယ်ဆိုတဲ့အတိုင်းသူတကယ်ဂိုးသွင်းခဲ့တယ် အဲ twin နဲ့ကူမတကူတောင်မဟုတ်ဘူးကျွန်တော်နှစ်ကူသုံးကူပြက်လောက်တာပေါ့နော်ဒါပေမဲ့ကူသမားတစ်လုံးပုတ်သွားတာရှိတယ်ဟိုတချို့အလုံးနေဆိုရင်လည်းဂိုးဝင်မှုအနီးဆက်ဆုံးအခြေအနေရောက်ခဲ့တာတွေရှိတယ်ဒီဂိုးတွေကို Steveon အနေနဲ့ကျိုးသားပန်းသားနဲ့တယောက်တည်းသူတို့စကေးတွေပြပြီးတော့တွင်းယူသွားခဲ့တာဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့အပြာခေါင်လေးတွေအတွက်တကယ်ကိုဝမ်းသာဂုဏ်ယူမိပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ညီကိုတွေကိုမိတ်ဆက်ပေးချင်တာလေးတစ်ခုရှိပါတယ်ဒါကတော့ဘလို့မွဲကစားခြင်းနဲ့ဆိုရင် Torchess စီမှာ မောင်ငါချောင်းအိုင်ဘက်ခွန်ရှိကိုငါကလိုမင်းစိုးကိုမမတဲ့ယူနိဖြည့်အပူစုကြီးတွေနဲ့တပတ်နှစ်ကြိမ်ယုံကြည်စွာကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘဘနံပါတ်3ညကို6931380မှာဆက်သွယ်စုံစမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာ Okay ဒီတစ်ခါကတော့ Man of the Match ဆူရှင် Jimmy Giddens အကြောင်းလေးကိုတစ်ခုတ်တည်းပြန်ပြီးတော့ဆွေးနွေးကြည့်ကြတာပေါ့နော်အဲ့တော့ Jimmy Giddens ကဒီပွဲမှာအကောင်းဆုံးကစားသမားဆု Man of the Match ရခဲ့တယ်ကျွန်တော်ကတော့ SD Vaughn ကိုပေးခဲ့တယ်ပေါ့နော်ဒါပေမဲ့တကယ် official က Jimmy Giddens ဖြစ်တဲ့အတွက်ကြောင့်ဒါ Giddens နဲ့ပတ်သက်ပြီးဝမ်းသာဂုဏ်ယူတဲ့အပိုင်းတွေကိုပြန်ပြီးဆွေးနွေးလိုက်တဲ့သဘောမျိုးပါကျွန်တော်အရင်သဘောကျတယ် Chelsea fan တရားဝင်စိတ်ခံစားချက်ထဲမှာလည်း Jimmy Giddens ရဲ့အကြောင်းတစ်ခုတည်းကကျွန်တော်ပြောပြီးသွားပြီ Jimmy Giddens နဲ့ Estevao တောင်မှမတူဘူး Estevao ကယုံကြည်မှုရှိတဲ့ကစားသမား Jimmy Giddens ကိုယုံကြည်မှုကြာလေးပျောက်သွားလေးဖြစ်မှာဆိုရင်ပြင်မဲ့ဒီပွဲတင်ကတော့ Jimmy Giddens ဒီ shape ပြအဲ့ ဂျမီဂီရက်အချောင်းပြောမှသူ့ရဲ့ physical bit လေးကိုပေါ့နော်ကျွန်တော်အမြင်လေးနဲ့ဖြည့်ဆွက်ပြီးပြောခြင်းတယ်ကျွန်တော်ကဟိုဘောလုံးမဲ့တွဲခြင်းအဲ့ physical bit ကိုပါတေချာကြည့်တယ်အဲ့ဒီခနာကိုဖွဲ့သည်တိဆောက်ပုံကလည်းအချို့တက်ရောက်မှုကြီးတယ်နော် Reese James ကြောင်းလွန်ခဲ့တဲ့3နှစ်လောက်4နှစ်လောက်ခရေကကျွန်တော်ပြောခဲ့ဘူးတယ် Reese James ရဲ့ physical bit ပေါ့နော်သူ့ရဲ့ body bit ကိုကြည့်ကြည့်အောက်ပိုင်းနည်းနည်းလေးတူတယ်အဲ့တော့ကြောင့်အဲ့ angle လေးတွေပါလိမ့်တယ် ဒဏ်ရာရနိုင်တယ်လို့ကျွန်တော်ပြောခဲ့ဘူးလေတကယ်တမ်းကစားတဲ့အချိန်မှာလေ reach chain ဒီအဲ့လိုဒဏ်ရာပြဿနာမျိုးတွေမကြာခဏကြုံတွေ့ရတယ်ပေါ့အဓိကပြောချင်တာဂျမီဂီဒန်ဆရဲ့အဲ့ physical bit ကနည်းနည်းထူးကြတယ်ဗျ Chelsea team မှာလည်းအရင်တော့အဲ့လို physical bit ပိုင်ရှင်တွေရှိတယ်တတိယရဲတူတယ်လို့ပြောတာမဟုတ်ဘူးအောက်ပိုင်းလေးနည်းနည်းရှိတာကိုပြောချင်တာတကယ်တကမက်ကလေးလေးဘာကြောင့်နာမည်ကြီးသလဲဆိုတော့အဲ့သူ့ရဲ့ခြေတော်ကြီးကရှေ့လို့မက်ကလေးလေးဆိုတာအရက်ကိုကြီးလိုက်ဟို ရမ်းရှည်တဲ့ကစားသမားမဟုတ်တော့ပူတော်ပူသေးတယ်တိုးတော်အဲ့ခြေတော့အရှိကြီးတွေကပြိုင်ဘက်အတင်းကစားသမားတွေတော်တော်လေးအာယုံနောက်စီတယ်တက်ကယ်တွေလောက်တာရှယ်တွေပဲမကလေးလေးရဲ့အဲ့နာမည်အကြီးဆုံးအပန်းကလည်းအဲ့စတန်တက်ကယ်တွေပဲတက်ကယ်တွေလိုက်ပစ်တာအဲ့ခြေတော့အရှိကြီးတွေကအရန်ကိုကောင်းတယ်မအွန်ရီဆိုလဲခြေတော့ရှည်တဲ့ကစားသမားမျိုးပေါ့နော်အချမီဂီဒန်စ်ကလည်းအဲ့လိုမျိုးပဲအရက်အပြင်အရန်မမြင်ဘူးတွေ့မယ်သူ့ရဲ့ခြေတော့ကရှည်တယ်ဗျအဲ့တို့ကြောင့်စတက်အိုဗာတွေလောက်တဲ့အခါကျရင် ကြည့်လို့ကောင်းတယ်အဂျီမီကီဒန်စ်ရဲ့ဘောလုံးပေးပို့မှုတွေကလည်းတော်တော်လေးကိုထိချက်မှန်တယ်လို့ပဲပြောရမယ်အဲ့တော့ဘောလုံးဟို delivery ပေးတဲ့နေရာမှာအဲ့ထိချက်ဆိုတာအရင်ရေးကြည့်တယ်ဘောလုံးကိုအမြဲတမ်းလိုမှန်ကန်အောင်ထိနေနိုင်ဖို့အရေးကြီးတယ်။တချို့ကစားသမားတွေဆိုမှန်တယ်ဘောလုံးပေးလိုက်တာပေးပို့လိုက်တာပဲထိချက်မမှန်တဲ့အခါကျရင်ဘောလုံးကမြောက်သွားတာတို့အားနေသွားတာတို့ဒါမှမဟုတ်လည်းအားများသွားတာတို့ဖြစ်နိုင်။ဒါမှမဟုတ်လည်း Jimmy Giddens ရဲ့ဒီနေ့ဆွမ်းဆောင်ရဘရိုးကြည့်လိုက်ပါ။အဲ့ Bounce တဲကိုချိုးချိုးပြီးချပေးတဲ့ Diagonal Pass တွေ တော်တော်လေးကိုမိုက်ခဲ့တယ်အဲ့ဒါကြောင့်ဂျီမီဂီဒန်စ်ကဒီစုနဲ့လုံးဝထိုက်တန်တယ်ပေါ့နော်အစတီဗာကိုတချို့အပိုင်းလေးတွေပို့ပြီးကြိုက်လို့သာကိုကအကြိုက်ဆုံးကစားသမား9ယောက်မှရွေးပေးခဲ့ပေမဲ့တကယ်တမ်းဒီပွဲစဉ်မှာဟိုပရိသတ်မမြင်နိုင်တဲ့ ground တနေရာကနေလုံးဝဆွဲဆောင်ရေကောင်ပြတ်တသွားခဲ့တဲ့ကစားသမားကလည်းဂျီမီဂီဒန်စ်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ Chelsea IS ကိုအနိုင်ခဲ့တဲ့ပွဲစဉ်မှာရခဲ့တဲ့မှတ်တမ်းကောင်တချို့ကျွန်တော်ညီကိုတွေရောဘာတွေပြောချင်တယ်လဲဝင်ရောက်ဆွေးနွေးတုံ့သက်သွားလို့ရပါတယ်အခုတော့ခဏတာနှုတ်ဆက်ပြရသည်ခင်ဗျကျေးဇူးများကြီးတင်ပါတယ်